ကမ္ဘာဖလားပြိုင်ပွဲကြောင့်ဒီကိုင်းနေနာဖို့တချို့တဲ့ရင်ဆိုင်သွားဖို့ရှိနေတဲ့ United ဒီအရီရောဘပြိုင်ပွဲတွေကစားအခြေမရှိတဲ့ Manchester United ရဲ့အသင်းတို့လာမယ့်ကမ္ဘာဖလားပြိုင်ပွဲမှာလည်းနောက်ထပ်ထိုးနှက်ချက်တစ်ခုနဲ့ရင်ဆိုင်သွားဖို့ရှိနေကြတာပါ Manchester United အသင်းကဒီအရီရောဘပြိုင်ပွဲတွေမှာမရောရှိပြိုင်ခွင့်မရတဲ့အတွက်အသင်းရဲ့ဗန်ဒါအီဘိုင်းဆိုင်ရာကဒီကိုင်းနေနာဖို့နေတဲ့ရင်ဆိုင်ထားခဲ့ရပြီဖြစ်ပြီးလာမယ့်ကမ္ဘာဖလားပြိုင်ပွဲမှာလည်းအဲ့လိုပုံစံမျိုးနဲ့ထပ်ပြီးတော့ရင်ဆိုင်သွားဖို့ရှိနေပြန်ပါလိမ့်ခုဆိုရင်တပတ်တပွဲနှုန်းကစားလို့ AC တက်တောင်းတက်တာဖြစ်တဲ့ဆိုပေမဲ့ ဗနိုင်းပိုင်းမှာတော့စင်ပြေမှုလေးတွေတော့ရှိနေခဲ့တာပါဒါကြောင့်လည်း Manchester United တင်ရဂျားရဲ့ပွဲတင်မရှိတဲ့အချိန်မျိုးမှာ club တင်းချီဆန်းပွဲတင်ဖြစ်နေရှင်ပိုင်းကစားသွားဖို့စီစဉ်နေခဲ့လို့သိရပြီးတော့အဲ့ကနေတဆင့်ဝင်ငွေတချို့ပြန်လည်ရရှိအောင်ဂျိုးပန်းသွားဖို့စီစဉ်နေခဲ့လို့လည်းသိရပါတယ်ဒါရီယယူရောပပြိုင်ပွဲဝင်ငွေမရခြင်းဆက်နွယ်မှုတွေလို့ဆိုရမှာဖြစ်ပြီးဗနိုင်းပိုင်းဆိုင်ပြဿနာတွေဖြေရှင်းမှုအတွက် United တင်တာဝန်ရှိသူတွေအားစတင်လှုပ်ရှားနေခဲ့ကြပါတယ်အဲ့လိုဥရောပပြိုင်ပွဲဝင်ဝင်များတဲ့အတွက်ဗနိုင်းပိုင်းဆိုင်ရာနင့်နာနေခဲ့တဲ့ United တင်ရလာမယ့်ကမ္ဘာဖလားပြိုင်ပွဲမှာလည်း ဒေါ်လာ73သန်းလောက်ထိနင်းလာသွားဖို့ရှိနေပြန်ပါလိမ့်။ကွာဘလာပြိုင်ပွဲစွာကတကွာလုံးမှရှိကြတဲ့ဘောလုံးပရိသတ်တွေရဲ့စိတ်ဝင်စားနဲ့စောင့်ကြည့်နေကြတဲ့ပြိုင်ပွဲတစ်ခုဖြစ်သလိုဇိုဟာပြိုင်ပွဲကလည်းလက်ရှိရှင်ပြိုင်နေကြတဲ့ပရီးမီးယားလိဘောလုံးရာသီပြီးသွားခဲ့တဲ့အချိန်မှာကျင်းပသွားမှာဖြစ်ပြီးပရီးမီးယားလိဘောလုံးပွဲတွေပြီးသွားလို့16ရက်အကြာမှာကျင်းပသွားမှာလည်းဖြစ်ပါလိမ့်။နောက်26ကွာဘလာပြိုင်ပွဲတော့ဇွန်လ17ရက်နေ့မှာစတင်သွားမှာဖြစ်ပြီးတော့အဲ့လိုကျင်းပသွားမှာဖြစ်တဲ့အတွက် Manchester United တင်းရဲ့ရာသီချေဆံပွဲကစားပြီးတော့ငွေရှာမဲ့စီစဉ်ကိုလက်ရှိအမယ်ချင်းဒီမှာရှိနေခဲ့ပါလိမ့်။ မန်ချက်စတာယူနိုက်တက်ကပြီးခဲ့တဲ့နွေရာသီလုံးကရာသီသိမ်းခြေစမ်းပွဲခီးစဉ်ဖြစ်တဲ့မလေးရှားဟောင်ကောင်တို့သွားအောင်ခဲ့တယ်လို့လာမယ့်ရာသီမှာလည်းဆိုပါစီစဉ်တိုင်းလာမယ့်နှစ်မှာပြုလုပ်သွားဖို့မျှော်လင့်နေခဲ့ကြတာပါပြီးခဲ့တဲ့ရာသီကသွားအောင်ခဲ့တဲ့ခြေစမ်းပွဲခီးစဉ်တွေကြောင့်လည်းမန်ချက်စတာယူနိုက်တက်အသင်းဟာဒေါ်လာ73သန်းဝန်းကျင်ထိရှာဖွေနိုင်ခဲ့ကြပါသေးတယ်ဒါပေမဲ့ယူနိုက်တက်ဟာအခုနှစ်မှာတော့မေလ24ရက်နေ့ကနေကွာဘလာပြိုင်ပွဲစကြားတွဲမှာခြေစမ်းပွဲတနေ့လှုပ်ဆောင်သွားဖို့အတွက်အချိန်ကန့်သတ်တွေနဲ့ရင်ဆိုင်ကြုံတွေ့နေရတယ်လို့သိရပါတယ်အဲလိုခြေစမ်းပွဲကစားရေးစီစဉ်ရတာခက်ခဲနေမှုနဲ့အတူ န်ချက်စတာယူနိုက်တက်ကဘန်နိုင်းပိုင်းထိခိုက်လာစေပဲဖြင့်ပရိသတ်တွေနဲ့ထိတွေ့ဆက်ဆံနိုင်မဲ့အခွင့်အရေးတွေကိုလည်းလက်လွှဲရမယ်အခြေအနေမှာရှိနေခဲ့ကြတာပါ။နွေရာသီခီးစဉ်တွေကနေကလပ်အတွက်ကြံ့ခိုင်အတွက်သာမကဘန်နိုင်းပိုင်းအတွက်လည်းရေးပါလာခဲ့လို့ဒုသွင်အခုရာသီမှာဥရောပဝင်ဝင်မရတာတဲ့ယူနိုက်တက်အတွက်ခြေစမ်းဝင်စားပြီးတော့ငွေရှာမှုဟာကလပ်ဘန်နိုင်းကိုတစ်ဖက်လမ်းကနေအသက်ရှူချောင်စီခဲ့တာဖြစ်ပါတယ်။ဒါကြောင့်မန်ချက်စတာယူနိုက်တက်တာဝန်ရှိသူတွေကပြီးခဲ့တဲ့ရက်သတ္တပတ်အတွင်းကကမ္ဘာဖလားကြောင့်အမေရိကန်မှာဘောလုံးပေါ်လူစိတ်ဝင်စားမှုမြင့်မားလာနိုင်မှုပေါ်စမ်းစစ်မှုပြုလုပ်ခဲ့ကြပေမဲ့လည်း ရှေ့လပိုင်းသို့မဟုတ်တခြားဒေသတွေမှာလည်းတွားပြီးတော့ခြေဆမ်းဝေးစားဖို့အတွက်ထဲသွင်းစဉ်းစားနေကြလို့သိရပါတယ်။ကွာဘလာပြိုင်ပွဲမှာလည်း United ကစားမတချို့ကပါဝင်ရှင်ပိုင်းတွားကြအောင်မှာဖြစ်တဲ့အတွက်သူတို့တွေရဲ့ရာဇီကိုခြေဆမ်းပွဲတွေမှာလည်းစားမတချို့ကိုလက်လွတ်သွားဖို့ရှိနေကြတာဖြစ်ပါတယ်။အသင်းဘန်နာအိခက်ခဲတဲ့အကြက်တဲတွေကိုရင်ဆိုင်ကြုံတွေ့သွားမယ်ဆိုရင်တော့ Manchester United အသင်းရဲ့စားမဖြစ်သေးမှုတွေပါလဲရှင်မပြေစရာနေရင်ဆိုင်သွားပြီးတော့ရလပိုင်းတွေမှာပါထိခိုက်မှုတွေဖြစ်သွားနိုင်ပါတယ်။ မန်ချက်စတာယူနိုက်တက်တင်အဲ့လိုဗန်နာဟိတ်ခက်ခဲရီနဲ့ပါရင်ဆိုင်ကြုံတွေ့ခဲ့မယ်ဆိုရင်အသင်းရဲ့ကစားမကောင်းတွေလည်းဆုံးဆုံးသွားဖို့ရှိနေခဲ့ပြီးတော့ဘရူနိုဖာနန်ဒက်ဆိုရေးပါလိကစားမတွေအသင်းဘက်ကနေရောင်းချသွားဖို့ရှိနေတာဖြစ်ပါတယ်။ဟုတ်ကဲ့ပါဒီဗီဒီယိုလေးကတော့တလောက်ပါပဲခင်ဗျ။နောက်ဗီဒီယိုမှာလည်းအားကစားတဲ့ပတ်သက်တဲ့သတင်းကြောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့လောက်ချီချီရဖို့လည်းဖိတ်ခေါ်ပါရစေ။ကျွန်တော်ရဲ့ page လေးကို like and follow မနှိပ်ရသေးဘူးဆိုရင်နှိပ်သွားကြဖို့လည်းတောင်းဆိုပါရစေခင်ဗျ။စုံလေးကြည့်ပြတော့လည်းအားလုံးကိုကျေးဇူးတင်ပါတယ်။